အားလုံးပဲမိပါပါကျွန်တော်တို့ MMD ကအောင်ချက်သူပါဖုန်းတစ်လုံးမှာလေဘယ်အပိုင်းကကို့အတွက်အရေးကြီးဆုံးလို့သတ်မှတ်ထားလဲတကယ်လို့ကိုကဖုန်းတစ်လုံးမှာအားသွင်းလဲမြင်ရမယ်အားလဲခံရမယ်လို့သတ်မှတ်ထားရဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုကအဲ့လိုလူတွေနဲ့ကွက်တီကြတဲ့ဗီဒီယိုတစ်ခုဖြစ်လိမ့်မယ်ဆိုတော့ဒီနေ့ကျွန်တော်ဘယ်ဖုန်းအကြောင်းကိုပြောပြပေးမှာလဲဆိုတော့ Vivo ကနောက်ဆုံးအသစ်ထွက်ထားတဲ့ Vivo V50 Lite အကြောင်းကိုပြောပြပေးမှာဖုန်းတွေနဲ့ပတ်သက်ပြီးတော့အတိုးတက်ဆုံးအပိုင်းကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ battery bank ကိုတန်းပြီးတော့ပြောလို့ရတယ်ခုနောက်ပိုင်းဖုန်းတွေရဲ့ battery နည်းပညာကတော်တော်လေးတိုးတက်လာတာကိုသတိထားမိရယ် milliampere hour လို့ခေါ်တဲ့ mAh ပုံများလာတယ်လို့အဲ့ဒီပုံများလာတဲ့အတွက်လည်းဖုန်းတွေရဲ့ weight တွေအထူပါးတွေကိုမထိခိုက်တဲ့ battery နည်းပညာတွေထပ်ထွက်လာတယ်အဲ့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ photo တက် company အသီးသီးကလည်းကိုပိုင်နည်းပညာရင်းနဲ့ထပ်ပေါင်းထည့်လာပေးတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ့် Vivo ရဲ့ V50 Lite မှာဆိုရင်လည်းသူ့မှာပါလာတာက6500 mAh စီလီကွန်ကာဗွန်ဘက်ထရီနည်းပညာကိုအခြေခံထားတဲ့ Vivo ရဲ့ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ BlueVault Technology ဘက်ထရီနည်းပညာကိုသုံးလာရဲဆိုတော့ဘက်ထရီပမာဏအများကြီးပါလာသလိုဒီရက်ပိုင်းကျွန်တော်စမ်းသုံးကြည့်ရတဲ့လောက်ကလည်းတော်တော်လေးအသုံးခံထားဖို့တတိထားမိတယ်။ဒီဗီဒီယိုက Vivo ရဲ့ V50 Lite အကြောင်းဆိုပေမဲ့ကျွန်တော်လမ်းကြုံလို့ဒီ V50 Lite မှာပါလာတဲ့ BlueVault ဘက်ထရီနည်းပညာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး knowledge sharing လေးလုပ်ပေးခြင်းနဲ့ပေါ့နော်။အဓိကတော့သူ့မှာသုံးပေးထားတဲ့ high end density နည်းပညာပုံမှန်ကျွန်တော်သုံးနေကြ graphite ကိုအခြေခံတဲ့ battery နဲ့ရှင်းလိုက်မှဆိုရင်တိတ်သီးစာပိုများသွားတယ်။ အဲ့အတွက်ဘက်ထရီပမာဏကြီးကလိုက်ပြီးတော့ကြီးစရာမလိုတော့ဘူးဆိုလိုချင်တာကဗျာဒီလိုဘက်ထရီပမာဏအရွယ်စားပုံမကြီးသွားဘဲနဲ့ဘက်ထရီထဲမှာပါဝင်လာတဲ့ပမာဏပိုများသွားတဲ့အတွက်အဲ့ဒီဘက်ထရီကိုသုံးမဲ့ဖုန်းကပိုလည်းမလေးသွားတော့ဘူးပိုလည်းမထူသွားတော့တဲ့အပြင်မှာဘက်ထရီပမာဏအများကြီးပါလာတာကိုသတိထားမိရဲ့နောက်တစ်ချက်ကတက်တန်းပုံမကြရှိခံနိုင်တာပေါ့နော်ဒီ Vivo ဘက်ထရီနည်းပညာကပုံမှန်ဘက်ထရီနဲ့ရှင်နိုင်မှာဆိုရင် charging cycle အရေးအတွက်ပို့ပြီးတော့ခံနိုင်သွားတယ်။ Vivo ရဲ့ပြောချက်အရသူ့ရဲ့ Vivo ဘက်ထရီကအသွင်းနဲ့အချိန်ယူတဲ့1900အထိတွင်းပြီးတဲ့အတိုင်အောင် ဘက်ထရီဟက်ကို80%ကျန်အောင်ထိန်းသိမ်းထားနိုင်မယ်လို့သိရတယ်။နောက်ဆုံးတစ်ချက်ကတော့အသွင်းမြန်တဲ့စနစ်ကိုပါ support လုပ်ပေးနိုင်တာပေါ့နော်။ဒါကတော့ရှင်းတယ်။ဘက်ထရီနည်းပညာရဲ့အစ်စ်တွေတုံးလာတဲ့အတွက်အမြန်အသွင်းတဲ့စနစ်တွေနဲ့ပြန်ပြီးတော့ match ဖြစ်အောင်လုပ်ဖို့လိုလာတယ်။ဒါအောင်မှ Vivo ကသူ့ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်သွားတဲ့အတွက်သူတို့ရဲ့ Vivo Flash စနစ်ကိုအထောက်အကူလုပ်ပေးထားတယ်။ဆိုတော့ ဒီ Vivo F50 line မှာဆိုရင်လည်း90 W Vivo Flash ချက်ချက်ပါအသွင်းသွားနိုင်တယ်။နောက်ပြီး Sandia တလောက်ဆိုရင်လည်း0 to 100%အောင်55မိနစ်ဝန်းကျင်ပဲကြာတယ်။ဒါမှမဟုတ်တခြားအရေးပေါ်အခြေအနေမျိုးမှာတခြားဖုန်းတစ်ခုကိုပဲဖြစ်ဖြစ်ကျွန်တော်တို့နာရီတို့အာဒီ Nejet တို့ကိုပဲဖြစ်ဖြစ် Reverse Swap Channel အသွင်းလာလည်းပါလောက်မှာဆိုတော့ဒီ Vivo V50 line က battery ပိုင်းနဲ့ပတ်သက်ပြီးတော့ တော်တော်လေးစိတ်ကျင်တဲ့ပုံကောင်းတာအမှန်ပဲဒီဇိုင်းဘက်ကိုလှည့်ရမယ်ဆိုတော့သူက V40 လိုက်တောင်းပုံစံကိုအများကြီးအပြောင်းလဲမလုပ်ထားဘူးမြန်မာနိုင်ငံက Phantom Black ရဲ့ Titanium 9ရဲ့ Fantasy Purple ဆိုပြီးတော့၃ရောင်တွင်းလာတယ်ဒီထဲမှာမှကျွန်တော်လက်ထဲတော့ Titanium 9နဲ့ Fantasy Purple ၂ရောင်ရောက်ထားရပေါ့နော်ဒီထဲမှာမှကျွန်တော်ကတော့ Personality Titanium 9ရောင်လေးကိုပို့ပြီးတော့သဘောကျတယ်ဒီလက်ထဲမှာကင်တာရဲ့တလအတွင်းမှာဒီရောင်က ကျွန်တော်မပြင်းသေးဘူးပေါ့နော်ဆိုတော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်။နောက် fantasy paper ကတော့ပြောကြမလို့ဒါ main clip ရေပို့ပြီးတော့သဘောကျမဲ့အကြောင်းမျိုးပေါ့နော်ဒါထုံးစံအတိုင်းပဲ။ vivo က main clip အတွက်လည်းတရောင်တည်တန့်ထည့်ပေးလေးရှိတယ်။ weight အနေနဲ့ဆိုရင်တော့ 196g နဲ့အထူက 3.8mm ဆိုတော့7500 mAh ပါလာတဲ့ဘုံတလုံးအနေနဲ့ဆိုရင်ပော့ပြီးပါရအောင်ပြောလို့ရတယ်။လက်ထက်မှာခိုင်းရတာ အဲတော်တော်လေး comfortable ဖြစ်တယ်ဒါတော့သူရဲ့ Fluvo battery technology ကိုကျွန်တော်ကျေးဇူးတင်ရမှာပဲပြီးတော့မနစ်ကနေရှင်းလိုက်မယ်ဆိုရင်သူ IP rating မှာ IP65 ဓာတ်ဆန် water resistant ဖြစ်သွားတဲ့အပြင်မှာ military grade durable ဖြစ်သွားရပါတော့ MIL STD 810H ကိုပါသူက setup ဖြစ်ထားတယ်ဆိုတော့ durable ဘက်မှာလည်း improve ဖြစ်လာတာလေးတွေ့ရတယ် display ဘက်မှာတော့6.77 inches ကိုမှ 1080p high refresh အနေနဲ့ဆိုရင် 120Hz ပါလာမယ် အမိုးလက်ပန်နဲ့ဒါမှမဟုတ် brightness က1000 intensity ရှိမယ်သူသေးတဲ့ဝိညာဉ်ဖုန်းလုံးအနေနဲ့ဆိုရင်တော့ဒါ default ပါတင်ပါထိုက်တာတဲ့အကုန်လုံးပါလာတယ်နောက်ပြီးဆန်တီးရတဲ့လောက်ကလည်းအယောင်တော်တော်လေးဆိုဆိုတော့တော့ဖြစ်တဲ့ဖုန်းတွေထဲမှာပါတယ်။နောက်ပြီး display setting ထဲမှာဆိုရင်လည်းကျွန်တော် professional မှုလို့မျိုး color ကစားလို့ရတဲ့ features တွေလည်းထည့်ပေးထားတယ်။ပြီးတော့ screen to body ratio အနေနဲ့ဆိုရင်လည်း94.2%ရှိမယ်ဆိုတော့သူစည်းတဲ့ဝင်ကျင်မှာ display ဘက်ကလည်းအဆင်ပြေတဲ့အထင်မှာပါနေသေးတယ်။တကယ်တမ်းဒီဖုန်းမှာနည်းနည်းလေးပြောစရာရှိတာက performance ပေါ့နော်။သူ့မှာသုံးပေးထားတာက Qualcomm Snapdragon 865 SoC ကိုဆက်ပြီးတော့သုံးပေးလာတယ်။မနေ့ကနေ့ရှင်းလိုက်ရင်ဒါအပြောင်းလဲမရှိဘူး ူလို့ပြောလို့ရတယ် RAM က 8GB storage က 256GB version နဲ့လာမယ်ဒီ chip ကအခုချိန်မှာလက်ရှိဘယ်လောက်ထိ performance ထွက်သေးလဲဒီဖုန်းမှာဘယ်လောက်ထိ performance ထွက်လဲသိအောင်ကျွန်တော် raw performance စမ်းပေးထားတယ် game set မှာဆိုရင် single core က480နဲ့ multi core က1490 ti ရမယ်ဆိုတော့ entry level mirage phone တလုံးလို့ပဲပြောရမှာပေါ့နော် ။နောက်ကျွန်တော် gain setting နေအနေနဲ့ဆိုရင် mobile legend မှာဆိုရင် frame rate ကိုအမြင့်ဆုံးက high နဲ့ graphic ကို extra ထည့်ရတယ်။ဒါမှမဟုတ် recommended graphic ကတော့သူ median ထည့်ဖို့ပဲသူ recommend ပေးထားတယ်။နောက် PUBG မှာဆိုရင်ကျွန်တော် smooth ထားမယ်ဆိုရင် extra ထည့်ရမယ်။ balance ကြီးအမြင့်ဆုံးထားဆောင်မယ်ဆိုရင် high ထိပဲရမယ်ဆိုတော့ gaming performance ကပုံမှန်ပဲဒါပေမဲ့သူ့ကိုပြန်ပြီးတော့ကဲသွားတာအတားမဲ့ပိုင်းတော်တော်လေး control လုပ်နိုင်တယ်အဓိကတော့ကျွန်တော်ခုနောက်ပိုင်းခေစားလာတဲ့ feature တွေဖြစ်တဲ့ AI ပိုင်း feature တွေပါလာတယ်။ cycle to search လို့မျိုးကျွန်တော်တို့ဒီ cycle လေးဝိုင်းပြီးတော့ရှာလို့ရတဲ့ feature တွေ အဲ AI photo enhancement လိုမျိုးအဲကျွန်တော်ရိုက်လိုက်တဲ့ပုံပုံကဝါနေရပဲဖြစ်ဖြစ်ကျွန်တော်တို့ download လုပ်ထားတဲ့ပုံကဝါနေရပဲဖြစ်ဖြစ်အဲ့ဒါကိုပြန်ပြီးတော့ပို့ကြည်တောင်းအောင်လုပ်ပေးမဲ့ feature စီ AI iris လိုမျိုးကျွန်တော်ပုံထဲကမလိုချင်တာဖြတ်ထုတ်လို့ရတဲ့ feature စီပါလာတယ်ဆိုတော့ overall performance ဘက်မှာဒီ chip တစ်ပိုကောင်းတာတုံးပေးလာနိုင်မှာဆိုရင်တော့ပိုပြီးအဆင်ပြေမယ်ပေါ့နော်ဒါပေမဲ့ software ဘက်မှာတော့တော်တော်လေး AI feature တွေပါလာတယ်နောက်သူ့မှာတုံးပေးထားရတယ် Android 15ဆိုတော့နောက်ဆုံး software ဖြစ်သွားပြီ Fantas OS 15နဲ့ Fantas OS 15ကတော့ကျွန်တော်ခုနပြောလိုမျိုး AI features အသစ်တွေပါလောက်ကလွှဲရင်တခြားအာ features အများကြီးအပြောင်းလဲတော့မတွေ့ရသေးဘူး camera ဘက်မှာတော့50 megapixel aperture f1.8 main sensor ရယ်နောက်ပြီးတော့2 megapixel aperture f2.4 depth sensor ရယ်ပါလာမယ်နောက် ultra light လည်းပါလာသေးတယ် camera ဘက်မှာတော့ vivo က vivo ပဲလို့ပြောရမှာပဲ vivo v50 ကိုမှကျွန်တော် live version ဖြစ်နေတဲ့အတွက်အရင်ကြီးမမျော်လင့်ထားဘူးဆိုပေမဲ့စံကြည့်ရတော့ဆိုတော့သူသေးတဲ့ဝိကျမှာကင်မရာပိုင်းမဆိုးဘူးအဓိကတော့ portrait ပေါ့နော် tele မပါလာဘူးဆိုပေမဲ့သူက main sensor ကို crop ပြီးတော့ 2hd ရိုက်လို့ရအောင်လို့ပေးထားတာမိုက်တယ်အဲ့ဒါကိုမှကျွန်တော် portrait ထဲမှာဆိုရင် filter အနေနဲ့10မျိုးလောက်ထိထည့်ပေးထားတာကလည်းအဆင်ပြေတယ်ဒါပေမဲ့လုံနေရာတစ်ခုကတော့ ultra wide sensor ထည့်ပေးလိုက်စေချင်တာပေါ့နော် 2MP depth sensor portrait အတွက် support ဖြစ်တယ်ဆိုပေမဲ့ခုနောက်ပိုင်း ဒီကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့ဖုန်းနဲ့ဆော့ဘိုင်းအရန်ကောင်းလာတဲ့အခါကျတော့ဒီ2 megapixel depth sensor အနေနဲ့မှာ ultra wide လေးထည့်ပေးလိုက်ရင်တော့ပိုအသုံးတက်မှာသိကြရပါတော့။ main sensor ကတော့ကျွန်တော်ပုံမှန် daylight ရောလိုလိုက်ရောအလုပ်ဖြစ်တဲ့ဒီ day sensor dynamic range ရေမဆိုးဘူးတခြား feature တွေအနေနဲ့ဆိုရင်တော့အဲ super moon မှုလိုမျိုး features ပါလာမယ်နောက် slow mo pro မှုလိုမျိုး features တွေလည်းပါလာမယ်ဆိုတော့ကင်မရာဘိုင်းမှာဒီဖုန်းကအဆင်ပြေတယ်။ ကျန်တဲ့ဘိုင်းနေဆိုလို့သူက audio ပေါ့နော်ဒီညမှာလည်းသူစီးတဲ့ဝင်ချင်းဘာသစ်ပါထိုက်တဲ့ဟာဖြစ်တဲ့ dual studio speaker ဖြစ်မယ်နောက်ပြီး volume ကလည်း400% DJ အောင်တင်ပြီးတော့တုံးလို့ရမယ်အတန်ထွက်ကတော်တော်လေးကိုကျဲတယ် clarity ကတော့နည်းနည်းလေး low frequency များလို့ပြောလို့ရတယ်ဆိုတော့ဒီ vivo ရဲ့ vpp light ကရှင်းတယ်သူစီးတဲ့ဝင်ချင်းဖုန်းလုံးအနေနဲ့ဆိုတော့ကျွန်တော် battery ဘက်မှာအရန်အားရရပေါ့နော်ဟိုတော်တော်လေးကို battery ခံတဲ့ဖုန်းလုံးလည်းပြောလို့ရတယ် performance ဘက်မှာသာသူနည်းနည်းလေး upgrade လုပ်လိုက်မယ်ဆိုရင်ဒီထက်ပိုပြီးတော့ညွှန်းလို့ကောင်းမဲ့ဖုန်းလို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ